အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube Channel လေးကနေ ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီခဏိပြောပြတင်ဆက်ပြီးမှာကတော့ကြည်စံ၂တောင်ပြဿနာဆိုတဲ့ဇလံအကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ အဆုံးထိလိုက်ပါ နားဆင်အားပေးကြပါဦးခင်ဗျာကျွန်တော်ကလူကောင်းတယောက်မဟုတ်ပေမဲ့လူကောင်းတယောက်ဖြစ်ဖို့ကိုအမြဲတမ်းကြိုးစားနေသူပါငါဘာတီလားကိုလည်း အတဲနံဆုံးလုံးကျော်အောင်လို့ထိမ့်ပါတယ်။တခါတခြားအပေါင်းအသင်းတွေနဲ့ဆိုရင်တော့တောက်ဖြစ်ပါတယ်။ဒါပေမဲ့မလွန်စေရပါဘူး။ဆဲလိတ်လည်းမတောက်၊ကွန်းလည်းမစားတတ်ပါဘူး။ကျွန်တော်ရဲ့ဝါသနာကယူနီဖောင်းဝတ်ပြီးလက်နက်ကင်လုပ်တဲ့အလုပ်ပါပဲ။ကျွန်တော်ငယ်စဉ်ကတည်းကလေးကွာကိုကင်ပြီးတော့ကြီးလာတော့တနက်ကိုကင်နေ။ဒါပေမဲ့အကောင်ပလောင်တွေကိုပြစ်ဖို့မဟုတ်ဘူး။အပင်ဘောကတည်တည်နဲ့ပစ္စည်းလေးတွေကိုလက်တဲ့ဆန်းတာပါ။ ဘွဲချတော့အချင်းဦးစီးဌာနကိုဝင်နေတက်သားအစင်းနဲ့ဝင်ရတာလေးငါးနှစ်ခန့်ကြာမှ ထောက်မှုဖြစ်တယ်အင်းစိန်တောင်းတဲ့ရုံချုပ်ပြင်ရန်ကုန်မန္တလေးအမြန်လန်းစခန်းကော့တောင်စီအုံးစခန်းကိုရောက်တော့လေကျွန်တော်မှမွေးကြပါဗီဇာရထကြွနိုးကြလို့လာခဲ့ပြန်ပါတယ်မဲစင်ကတဲ့ကလောက်လေးခွားနဲ့လီတနက်ကူသွားလိုက်ရအမြဲတမ်းဆောင်းသွားတတ်တဲ့တော်တဲ့တောင်းတဲ့ကိုရောက်တာနဲ့ပြစ်ချင်တဲ့စိတ်တို့ကပေါ်ပေါက်လာပြန်ပါတယ် ဒါကြောင့်မလို့ရန်ကုန်မှန်းတလေအမြန်လန်းစကံမအူပင်စိတ်ကိုရောက်တော့လွတ်လွတ်လပ်လပ်နဲ့ထင်တိုင်းကျဲတာပေါ့မအူပင်စိတ်စကံကပကိုးချောင်းနေဇီတော်ကြီးရွာတစ်ဖက်တောဆက်အလဲခွဲမှာတည်ရှိပါတယ်ဒါကြောင့်မလို့ညနေနေဝင်တာနဲ့တောတဲကထွက်လာပြီးလေခွေးထဲမှာမြူတူးကြတဲ့ရုံတောကြောင်ဂျေဆက်တောဝက်ကအလုံးကူမှာပေါ်တာပါတနေ့တော့တပဲဖြစ်သူ တင်တောင်းကပြောလာတယ်ဆရာ ကျွန်တော်လဲတောဆက်မှာမဲသားနဲ့ဘဲဥပဲစားတော့တခါတရံတောကောင်သားလေးများစားရအောင်စရာရယ်ကျွန်တော်ခသားရဝတီဘက်ကလေသမားမျိုးချိုးဆိုပေမဲ့မုံဆိုးအလုပ်လဲတက်ပါတယ်ဒါကြောင့်တညလောက်လေခွေးအဆက်မှာအကောင်ပလောင်လေးပါလေးရှားအောင်စရာရယ်ကျွန်တော်ကလေးခွားကင်မယ်စရာကားတော်တနက်ကင်ပေါ်ရိတ်သိမ်းစားလေခွေးနဲ့မှာအကောင်ပလောင်အလုပ်ကူမှာပေါ်တာစရာဘဲကောင်နေပိုးလို့လဲတင်းတော့ရငါခလေတနက်ပဲပြစ်တက်တာ တော်ကြာသားကောင်းနေတို့ယင်ဟုတ်ပါဖြစ်နေမည်ဒီချင်းကစပားရှိသိမ့်ပြီးစဆိုတော့လေကွင်းထဲမှာစပန်းနန်းဒီကျင့်တက်တယ်အထကူလာစားတဲ့မြေဝဲငယ်ယုံနဲ့တောကျွတ်တို့ကိုတောကြောင်ဖားကြီးတွေကလည်းချောင်းမြောင်းပြီးတော့စားထက်တယ်ကျွန်တော်တို့ကမီးထိုးပြီးတော့ပြည့်ယုံမယ်နောက်ပြီးတော့တောဆက်ဝဲယုံမင်းနေပေါ်မှာကျက်တွေလည်းအိတ်တန်းတက်ကြတယ်ဆရာအေးဒါဆိုလဲစကန်းပဝင်းကျင်လှဲ့ကြတာပေါ့ငါခအကောင်ပလောင်တွေကိုပြည့်လေမရှိပါဘူး ဟေးစားကပြည့်နေပြီစရာတခါတရံလဲယုံသားတောကြောင်သားတောချက်သားလေးများစားရအောင်ပါကျွန်တော်စကန်းပဝင်ခြင်းကိုမုတ်ဆိုးမျက်စိနဲ့လေ့လာပြီးပါပြီကျိန်းတည်ရကူရနိုင်နေစရာကျွန်တော်ခလေးခွာကင်မယ်မီးထိုးပေးမယ်စရာခပြစ်ပေါ်အကောင်ငယ်ဒီကိုတော့ကျွန်တော်တောင်းဝင်ပေးထားပါအေးအေးဒါဆိုလဲညကြာထွက်ချတာပေါ့အခုတော့မပြစ်တာကြတဲ့ငါရဲ့လေတနက်ကိုဝါရှာလဲပြီးတော့ပြောင်းတက်ရအောင်မယ်မင်းလဲလောက်စလုံးလေးပါလီစုထားအောင် လိုရမရငှက်ကြီးတောင်တချောင်းမှာဆွဲခဲ့ပေါ်တောက်ရှိဘူးပါမမေ့စေနဲ့စိတ်ချပါစေအားကျွန်တော်ကပြည့်စုံလို့စီစဉ်ပေးပါမယ်ညနေဆောင်တော့ကျွန်တော်တို့ဆရာတစ်ဖက်ညစာကိုစောစောစားချပြီးလေဝင်တာနဲ့စကန်းကိုထွက်ခဲ့ကြတယ်စကန်းပဝင်းကျင်မှာလေခွင်းကြီးများကတပြန်တပြောကျဲဝင်းလာတယ်စပားရှိပ်ပြီးစားဖြစ်တာကြောင့်ရိုးပြက်နှက်ကတင်းပြက်လို့နေပါတယ်ဘကူချောင်းဘက်မှာတက်ခိုက်လာတဲ့ လေနူအေးကလေးမှာအစဉ်ခနေအီးလို့သွားတယ်ဖေဗူဝါရီလကုန်ဖြစ်တာကြောင့်စောင်းကုန်ပြီဖြစ်တော့လေຫນွေမလျှောက်သေးစောင်းကုန်ຫນွေအခုစကူးမကူကာလာပဲဖြစ်ပါတယ်လေခွေးထဲမှာပလူကောင်များကို ထို့တော့စားရင်ဝဲနေတဲ့မြေဝဲငတ်များကိုတွေးကြတယ်မြေဝဲငတ်များကလူမကြောက်ကျွန်တော်ခုပင်တိုက်မိတော့မလို့ကိုယ်ဝဲပြီးတော့ပြန်တန်းလို့နေပါတယ်ဒိုးစင်မှာပဲတပဲကျော်တင်းတော့မှာမြေဝဲငတ်ကိုလေးခွားနေပြစ်တယ် ြည့်ချင်းဖြစ်တော်လေလက်တဲလာတဲ့တင်းတော်မှာတစ်ချက်တကောက်မယ်ပြင်မလွတ်ငှများကိုကျွန်တော်ကောက်ယူကြည့်တော့တကောက်လိုင်းရှင်း30ကျက်သာ15ကျက်သာခန့်ရှိပါတယ်ပိန်လာတယ်လေးငါးကောင်ရှားတော့ကျွန်တော်ကတော်ပြီတင်းတော်မင်းငတ်ဒီကပိန်ပြီးတော့အယိုးဆုလိုက်မယ်ဝါဝါကောင်ရှာသမ်းမှာအချိန်ကစောသေးလို့ပါစီအားဒီတခါတော့ဆရာလေပဲကျွန်တော်မီးဖို့ပြင်မယ်မီးအောက်ကိုဝင်ပြီးတော့ဆရာဖေးပြစ်တော့အေးအေးကောင်းပြီစိတ်ချ ငါ့ရဲ့လက်ချောင်းကိုလည်းပြရသေးတာပေါ့ကွာကျွန်တော်တို့ဆရာတဲ့ပဲလက်ခွေးထဲမှာတောဆက်ဘက်သို့ထွက်ခဲ့ကြတယ်တောဆက်အိတ်တန်းတက်ကြက်ဖများတွန်တန်းကိုကြားရပါတယ်အလင်းရောက်မှလုံးဝပျောက်ွယ်သွားပြီအမောင်ဖုံးလာခဲ့တယ်လာရှောင်မှမထွက်သေးပါလက်ခွေးနဲ့တောဆက်ကြားကိုရောက်တော့တင်တောင်းမှ9000တို့လက်နေတမိကိုမိုးပေါကူထုတ်ပြပြီးအောက်သို့ဖြည်းဖြည်းချင်းပဲဆွဲချလာခဲ့ပါတယ် မြေပေါ်တို့မီးအလင်းရောင်ကွက်ကြလာတာနဲ့တောချုံတွင်မှတောချုံများပြေးလွှာထွက်သွားကြပြီးမိကစားကြတယ်။ဇေယကျွန်တော်အနီးကိုဖြည်းဖြည်းချင်းဆွဲခင်မယ်။ပိုင်ရှင်တော့ပြစ်ပြီးတော့တောချုံနီးကားကြည့်တော့ကိုလုံးကိုမပြစ်နဲ့ခေါင်းခုတာပြက်။တင်သားမတိုးတိုးလေးပြောပါတယ်။ဒါကြောင့်မလို့ကျွန်တော်မီးအောင်မှာပဲ။မုံဆိုးဒူးထောက်ထိုင်ကြပြီးလေတနက်ဖြင့်အသင်ချိန်လိုက်ပါတယ်။မကြပါ။တောချုံအုပ်ကြီးမှာမိကစားရင် ကျွန်တော်နဲ့ဖြည်းဖြည်းချင်းနီးလို့လာခဲ့ပါတယ်။ပိုင်နာနဲ့ကျွန်တော်မှာပြစ်ပါတယ်။တကောင်ကြသွားတယ်။ရုံများမှာထိတ်လန့်သွားစဉ်ကျွန်တော်မှာဒုတိယချက်ပြစ်ပြမာတယ်။ထိပါတယ်။ဒုဗ္ဗတော်လည်းတေးချာဟန်မတူပါ။တောရှုံအုံကြီးခြုံထဲသို့ဝင်ပြေးလို့သွားတယ်။သွားပါပြီကွာတကောင်မဲချတယ်လွတ်သွားပြီ။ကိစ္စမရှိဘူးဆရာခြုံထဲမှာတည်နေလိုက်မယ်။တောရှုံကအသက်နေနေတယ်။ခေါင်းကိုထိတော့တစ်ချက်သေးကြတယ်။လာပါဆရာ။ ခြုံထဲကိုသွားကြည့်အောင်ကျွန်တော်တို့မှာခြုံကိုဖြဲ့ပြီးတော့မိထိုးကြည့်တော့တောရှုံကြားကြီးတကောင်မှာလဲတည်နေသူကိုတွေ့ရတယ်တပိဒါ40ခန်းရှိပေမဲ့ယုံနှကောင်ပေါင်းရှင်တော့နှစ်ပိဒါခန်းပဲဖြစ်ပါတယ်ဒိုးစင်မာတင်နောက်ကတောဆက်ဘက်ကိုလက်ပြီးမိထိုးပြီးတော့ကြည့်လိုက်ရာ ပြင်ကတိုးပင်စီအခြေမှာမျက်လုံးစိမ့်စိမ့်ကြီးတစ်စုံကိုမိချောင်အောက်မှာပဲမြင်ရပါတယ်ကျောက်မှာအချိန်မဆိုင်တော့ပဲမျက်လုံးကြားသူပြစ်ထဲလိုက်တယ် ။အော်ဟစ်ပြီးတော့ခုံထွက်လို့သွားပါတယ်။တောချောင်ကြီးဖြစ်တယ်။ကျွန်တော်တို့ဆက်ပြီးတော့လိုက်ကြရာပြင်ကတိုးပင်ကြီးအနောက်ဘက်ကျုံးပင်ကြီးအရင်မှာတခွိခွိနဲ့အော်ပြီးလူလိမ့်နေတဲ့တောချောင်ကိုပြစ်ခတ်ရန်ဇက်သိမ့်ပြီးချပြင်းနေ။တောချောင်ကြီးမှာကြောင်ဝင်ပိုက်မျိုးစာ အကောင်ကြီးတယ်။သုံးလေးပိတ်တာခန့်ရှိလိမ့်မယ်။ဆရာလက်ဦးကောင်းနေအနီးနားဆက်ပြီးတော့လဲကြမယ်။ကျွန်တော်ကြက်အိတ်တန်းကိုတွေးထားတယ်။ကျွန်တော်တို့တောဆက်ဝေယုံဘက်သို့ တွားကြပါတယ်။ရုံပင်ကမ်းပေါ်မှာ တောချက်ဖကြီးတကောင်ကိုတွေ့ပြီးတင်သားမှမီးထိုးလိုက်တယ်။ကျွန်တော်ကနေပြစ်ပြန်တယ်။တောချက်ဖကြီးပြုတ်ကြလို့လာခဲ့ပါတယ်။တင်သားမှကောက်ကင်ပြီးတော့လက်နှိပ်တမီးကိုကျွန်တော်ကိုပေးတယ်။စီဟာရှိခဝရုံမင်းကကျမထေအိတ်တဲ့ဝရုံမဲဆရာတနေ့နဲ့အဆင်မပြေဘူးကျွန်တော်ရဲ့လေးခွားနဲ့ပြစ်မယ်ဆရာကမီးထိုးပြီးအေးအေးအေးကျွန်တော်တမီးကိုလက်ပြောင်းယူလိုက်ပါတယ် ဝရုံမင်းအောက်ရောက်တာနဲ့မိထို့ကြည့်လိုက်ရာဝရုံမင်းကန်းတက်ပေါ်၌တောချမကြီးတန်းစီပြီးတော့အိတ်တန်းတက်နေကြတယ်မိချောင်းကုံမြင့်တော့ခေါင်းထောင်လှုပ်ရှားလို့လာကြတယ်တင်တောင်းမအစုံမနားနေတဲ့အကောင်ကိုအလင်းအမြန်ပဲပြစ်ချလိုက်ပါတယ်သုံးလေးကောင်ကြမှကျမအုပ်ကြီးလမ်းဖြန်လို့သွားတယ်ထိုနေ့ညကတားခေါင်ထမ်းပြီးတော့ပျော်ရွှင်စာဖြင့်စကန်းကိုပြန်ခဲကြပါတယ်စကန်းကိုရောက်တော့ ည10နာရီခန့်ပင်ရှိသေးတယ်။တပဲကျော်တင်းတောင်းမှာညလဲစာချက်ပြီးတော့ကျေးရွာမှာမုတ်ဆိုးလက်ရာထမင်းဟင်းခမိန်လာပါတယ်။ဒိုးချိန်မှအိတ်ချဝင်းတော့7နာရီပင်ထိုးလူပြီးဖြစ်တယ်။နောက်တနေ့မနက်မှာညခရှိထားတယ်။တိုးကောင်သားများကိုအပေါင်းအသင်းထောက်မှုများနဲ့ဝင်းနှက်တချို့ကိုဝေပေးတယ်။နှီးစက်ရာရဲဘက်သားကိုလည်းဟင်းချက်ပြီးတော့ကျွေးပါတယ်။သို့ပါတော့လေကျွန်တော်နဲ့အဆင်မပြေတဲ့ စခန်းတောင်ဝင်းကံ ထောင်ပိုင်ကူတော့တစွန်းတစမှမပေးပါရင်းထောင်ပိုင်သည် လောဘကြီးပြီးအလို့ကုမမျက်နှာလိုက်သူဖြစ်တယ်စခန်းတွင်ရရှိနိုင်သည်မြငွေဝင်အပေါက်များကိုလည်းသူက ချုပ်ကင်လို့ထားပါတယ်သူကမထောက်ပတ်နိုင်သူအရာရှိဝန်ထမ်းများကိုကြောင်ထိုးလို့ထားပါတယ်သူရဲ့အထက်ရာရှိများကိုတော့အမြဲတမ်းပဲထောက်ပံ့တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကသူ့ကို အထက်ဖားအောက်ဖိလို့ နောက်ခွဲမှာနာမည်ပြောင်းပြီလို့ထားပါတယ်။ဒါကြောင့်မလို့သူကကျွန်တော်တို့လိုအရာစီပေါက်စနဲ့ဝင်ထဲများတက်တာရအလုံးများကိုပြောင်းလဲမပြီးတော့အမြဲတမ်းပဲရှီတန်းလိုက်ရတယ်။ကြီးမပါတဲ့ရန်ဖဲတဲ့နဲ့ဟောင်းကြီးများကိုထမ့်ပြီးတောရှင်ငုတ်ထိုးမိရှုကျိုးခွေတီရပါတယ်။အလုံးမအီချာတီမှာအလုံးကုန်မှပင်ပန်းတယ်။ဝင်ထဲတချို့အပူရှက်ပြီးတော့ဖျားနေရွှေတေဆုံးရသည်ပင်ရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဘက်ကလည်း မကြည်နဲ့ပါကျွန်တော်တို့ဘက်ကအကွက်ကောင်းချောင်းနေတယ်လို့သူကလည်းစောင့်နေပါတယ်ကျွန်တော်နဲ့တဲ့နောက်ကတပတ်တစ်ခါခန့်တိုးလေကြရအမြဲတမ်းပဲအကောင်မလောင်များကိုရတတ်ပါတယ်ဒါကြောင့်မလို့တဲ့နောက်ကနောက်ပိုင်းမှာ သူ့ကိုကြိုတင်မှထားသူများကိုရောင်းချရာဝင်ငွေလေးတက်လာခဲ့တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဆရာတပည့်တပည့်တစ်ခါမဟုတ်တော့ပဲညစဉ်ညတော်ဝင်ခဲ့ကြပါတယ်အတော်လေးမှန်ပြီးတော့စူးစောင်းမိလာတယ် ဒုဗ္ဗတော်လဲကျွန်တော်တို့တောစီနေကြတော့ဂျေဆက်တောဝဲစားတဲ့အကောင်များကိုမြင်တွေ့ခဲ့ကြတော့လေလေးတဲ့နဲ့ကလေးပြင်မပြည့်နိုင်ခဲ့ရှောင်ရှားခဲ့ကြတယ်ကျောက်မှာရန်ဖဲတဲ့နေကြီးနဲ့ဂျီငါးတောင်ရှိပါတယ်ဒုဗ္ဗတော်လဲစကန်းတောင်ဝင်ကအမေးမရပဲပြစ်ခွေသုံးခွေမရပါအလုံးပိတ်ချက်တစ်ချက်မှာကျွန်တော်နဲ့တပိတ်ကျော်တင်းသုံးတို့မနီမဝေးရှင်ကញ្ញင်ပင်စကန်းတို့တွားလေကြပါတယ်ကျွန်တော်နဲ့အပတ်စဉ်တို့ ထောင်မှုမြင့်မောင်ကကငင်းပင်စခန်းမှာထောက်ထောင်မှုဖြစ်နေတယ်။သူ့ရဲ့အထက်ရာရှိ ထောင်မှုကြီးရွှေစင်ကလည်းအလုံးကမှသဘောကောင်းလာပါတယ်။ဒုစင်မှာကျွန်တော်ကိုနေလေစာ ကောင်းစွာမှကြွေးတဲ့ပြင်မုတ်ဆိုးလုံနေတဲ့ကျွန်တော်ကိုအမဲပြည့်ရန်ရန်ဖဲကြီးနှစ်တောင်းကိုစွန့်ကျဲလိုက်ပါသေးတယ်။ဒါကြောင့်မလို့ထုံနေကကငင်းပင်စခန်းမှာစောစောကြီးပြန်လာပြီးကျွန်တော်တို့လုံခြုံရေးအတွက်ထုတ်ပေးထားတဲ့ရိုင်ဖဲတနက်ကိုဖြုတ်ပြီးအသေးချာတိုက်ချုပ်ပါတယ် ဒသမ303အမေရိကန်ရန်ဖယ်တနကြီးဖြစ်၍ရိုးရှင်းပါတယ်။ကျွန်တော်ကစစ်တင်တဲ့ဆင်းဖြစ်သဖြင့်လက်နက်ငယ်များကိုဖြုတ်ချင်တက်ချင်တက်ချို့ချင်းများကိုကျွမ်းကျင်ပါတယ်။ညမောင်တော်ကျွန်တော်တို့ဆရာတစ်ပည့်အသိဖြစ်ပါပြီ။ဒုဗ္ဗတော်လည်းစကန်းတောင်ဝင်ကန်ကညဘက်တွင်လည်းအရေးပေါ်ခေါ်ထားတဲ့သဖြင့်ညင်းနဲ့အောင်လို့စောင့်နေရပါတယ်။ထို့ကြောင့်ညာ9နာရီကျော်မှထွက်ဖြစ်တော်တယ်။ထိုနေ့ညကလာဆုံးချက်ဖြစ်သဖြင့် လက်ခတော်တော်နဲ့မထွာလက်နဲ့ကြီးယူလာတဲ့ညကြမှာလေခွေးနဲ့မှာတောရှုံကြီးများကိုမကြာခဏတွေ့နေရပါတယ်လက်နဲ့နဲ့တားခေါင်နဲ့မမြတဲ့ဖြင့်မပြည့်တော့တောဆက်ကိုရောက်တော့လေတောချောင်နဲ့တောချက်ဖများကိုတွေ့ရတယ်ကျွန်တော်မှမပြည့်ပါကျွန်တော်တို့ဆရာတစ်ပည့်တောလေကလေးကကြီးခဲ့တဲ့ဆန်းချောင်းရှိရာဂုံမင်းချို့တို့ဥတီသွားရောက်နေခြင်းဖြစ်တယ်ဒုဗ္ဗတော်လေယခုလိုຫນွေဥပေါင်းရှားသေးမှာ ရေစင်းတောက်ကြတဲ့တောခေါင်ကြီးများကို တွေးကြတော့ကြောင်ဖြစ်တယ်။ရှုပ်ကြီးအဆက်ကုန်းဆောင်ရှိပြင်းမဲ့ပင်ကြီးအခြေမှာနေရယူလိုက်ပါတယ်။အပေါ်စည်းကအမြင့်ဖြစ်တော့လေလေအောက်ကဖြစ်တယ်။လာကလေးရေးရေးထွက်လာ၍ရှုပ်ကြီးနဲ့ဆန်းချောင်းကိုလာချောင်ဖြင့်မှုံပြပြမြင်နေရပါတယ်။တောခေါင်တန်ကိုမကြားရသေးတာကြောင့်ကျွန်တော်တို့နာနာနေနေဆောင်ဆိုင်နေကြတယ်။ည10နာရီကျော်ခန့်မှာဆန်းချောင်းဘက်မှာ အတန်အများကိုကြားလို့လာခဲ့ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ရန်ဖဲတနက်ကို မောင်းကျိတ်တင်းလက်ကဲ့သို့တင်းတောင်းကလည်း9000တို့လက်နေတမီကိုအသိပြင်းစင်လို့ထားပါတယ်။ကျွန်တော်တို့အသိဖြစ်သဖြင့်တင်းတောင်းကမီးထိုးပြတယ်။မျက်လုံးစိမ့်စိမ့်ဖြင့်တော့ဝက်အုံမှာ6ကောင်ကန်ဖြစ်တယ်။အဆွဲကြီးကွေးပြီးတော့နောက်ပြန်လှည့်နေတဲ့ဝက်ကြီးမှာဆန်းချောင်းတစ်ဖုမှာစောင့်ကြည့်လို့နေပါတယ်။ကျွန်တော်ကအမြင့်နေရာကောင်းသဖြင့် အချိန်မဆိုင်တော့ပဲ။ ကျွန်တော်ဝတ်တိုးကြီးရဲ့မျက်လုံးနှစ်ခုကြားသို့ပြစ်ထည်လိုက်တယ်ဝတ်တိုးကြီးမှာကြည်စံကအုံနောက်ကိုဖောက်သွား၍တောက်ခနဲ့ဖင်ထိုင်လဲလို့ကြားသွားတယ်စိတ်ချရှားတဲ့အခြေအနေကြောင့်ကျွန်တော်မှအလင်းအမြန်မောင်းတိမ်ပြီးတော့စမ်းချောင်းအတွင်မှတက်ပြေးလို့လာတဲ့ဝမ်မတကောင်ကိုပြစ်ချလိုက်ပြန်ပါတယ်ဝမ်မတန်းမှလည်းစမ်းချောင်းအတွင်သို့ ပြစ်ချသွားပြန်တယ်ကျွန်တော်မှရေးပေါ်မောင်းတိမ်လိုက်ပြန်ပါတယ်ထိုးစင်မှတင်နောက်ကနေဇီယာ ကြည်စံကုန်ပြီမဟုတ်လားအေးကငေးပင်စကန်ကတငယ်ချင်းပေးလိုက်တဲ့ကြည်စံ2000တော့ကုန်ပြီဒုစကန်ကရေးပေါ်သုံးပုပေးထားတဲ့ကြည်စံ9000မှာလိုရမယ်ရထည့်လာတာတော်သေးရပေါ်ကျွန်တော်ခဆိုးရိမ်နေတာစရာမဆိုးရိမ်နေတင်းတော့ရငါခတွက်ပြီးတာအရေးပေါ်အတွက်ကြိုတင်ဆောင်ထားရတယ်ကံကောင်းလို့ဝတ်သူကြီးကတစ်ချက်ထဲနဲ့လဲတာကဲဘလို့တဲကြမလဲမင်းစကန်ကုန်ပြန်နဲ့ဖိုးကြီးကညာမီးရေဘက်ကို ထမ်းဖို့ခေါ်လာခဲ့။ဆရာတယောက်ထဲနေရဲလို့လား။အတူပြန်ကြအောင်ပါဆရာ။ဘာလဲ။မဲခတယောက်ထဲမြန်ရဲဦးလား။ငါကဒီမှာတောဝက်တီကိုဝင်းစားတဲ့တောခွေးကိုစောင့်ကြည့်အောင်မယ်။သွားသွား။မြန်မြန်သွား။မြန်မြန်ပြန်ခဲ့။ဓမီးပါယူသွား။ဒီမှာငါတယောက်ထဲနေရဲတယ်။ဟုတ်ကဲ့ဆရာ။တင်တောင်းပြန်သွားတော့ကျွန်တော်တယောက်ထဲကျင်ရဲခဲ့တယ်။တနေ့တန်ကြောင်တော့မှတိတ်ဆိတ်လို့နေပါတယ်။တောချင်းကြီးများကတော့ ကျွန်တော်ကိုဝိုင်းပြီးတော့နှိပ်ဆက်တယ်အတန်ထွက်မှာဆိုတာကြောင့်မရိုက်ရဲအသာသာသာပုတ်တချလို့နေပါတယ်။နာရှိဝက်ခန့်ကြတော့စမ်းချောင်းဖက်မှာရေတောက်တံကိုကြားချတယ်။လားချောင်ကျဲချောင်အောက်မှာကျွန်တော်မသေးချာကြည့်တော့60တောင်စက်ဖားကြီးဖြစ်ပါတယ်။အမဲလိုက်တမိကမရှိဒါကြောင့်မလို့စက်ဖားကြီးလက်ပြန်ကိုမှန်းဆပြီးတော့ပြစ်လိုက်ရပါတယ်။စက်ဖားကြီးစမ်းချောင်းထဲသို့ပြုတ်ကြလို့တော့တယ်။သို့ပါတော့လေ စပားကြီးမှာပြန်ပြီးတော့ကုန်းထားပြီးစမ်းကြုံးထဲမှာတက်လာသဖြင့်ဒုတိယကျင်းပြစ်ခဲရပြန်ပါတယ်ဒိုးစင်မှာတင်တောင်းတို့ဖွဲ့ရောက်လာကြတယ်ဆရာဘာခေါင်ပြစ်တာလဲနှစ်ချက်တော့မှစပားကြီးပါကွာမောင်ထဲမှာပြရတော့ဂျက်ကောမမန်လို့ထင်ပါရဲ့ကုန်းထားလာလို့လွတ်သွားမှဆိုတာနဲ့နှစ်ချက်ပြစ်လိုက်ရတာတင်တောင်းမှဓမီကိုထိုးကြည့်ပြီးဆရာကြီးရေဘက်ဒီကလေးယောက်ပဲရတာ ကျွန်တော်တို့နှစ်ခေါက်ပြန်ထမ်းမှာပဲကဲအခုတစ်ခေါက်ဝက်သေးနှစ်ကောင်ကိုထမ်းသွားမယ်အေးအေးအေးမြေမြေတော့မြေမြေပြန်ခဲကြဟုတ်ကဲ့ဆရာကျွန်တော်တို့မနေ့၃နာရီခန့်စခန်းသူပြန်ပြီးတော့ရောက်ခဲ့ကြတယ်ဝက်နှစ်ကောင်အားရဲဘက်နဲ့ဝန်ထမ်းအပ်ပြီးတော့အသားရှိခါဖြင့်ကျွေးရှံမဲလှူလိုက်ပါတယ်ကလီစာများကတော့ချက်ပြုတ်ပြီးကျွန်တော်တို့စားလိုက်ကြတယ်ညာလေစာမဟုတ်တော့ကျွန်တော်တို့စားတော့ပြီးတော့ နိုးခေယာမုတ်ချွေရဲဘက်ဝန်ထမ်းများအလုံစင်းရန်အိတ်ရှာမှာထားကြပြီဖြစ်တယ်။ကျွန်တော်တို့လည်းဆက်ပြီးတော့မအိတ်နိုင်တော့လုပ်ငန်းတော်ရှင်ပဲပြင်ဆင်လိုက်ကြပါပြီ။နောက်ထပ်ဒီနေ့မနက်မှာနောက်တန်းတက်ချက်ကြီးမှာကျွန်တော်ကိုလာပြီးတော့တတိပေးတယ်။ကြီးစံရောနေပြီဖြစ်၍ကြိုတင်ပြီးတော့ရှာဖွေ ဖြည့်တင်ထားရှင်နဲ့ထောင်ပံကကြီးစံစစ်စင်းမီဟုကြိမ်မောင်းနေတော့တည်င်းကိုဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်လုပ်ငန်းခွင်မှာ ခဏလစ်ပြီးကញင်ပင်စကန်းကိုပြေးကြတယ်။တငယ်ချင်းထောက်တောင်မှုမျက်မှောက်ကလိုအပ်တဲ့ကြီးစံနှစ်တောင်မြန်အပိုးဆောင်၍သုံးတောင်ထပ်ပြီးတော့ပေးလိုက်ပါတယ်။ကျွန်တော်မှရှည်တန်းတက်ခွဲမှဟမ်မပြည့်ပြန်လာခဲ့တယ်။အလုတ်သိမ့်ပြီးတော့စကန်းကိုပြန်လျှောက်တော့ကျွန်တော်ကိုအဖွဲနဲ့စစ်ဆေးပါတယ်။ဒုဗ္ဗတော်လဲကျွန်တော်ကစကန်းမှာပေးထားတဲ့ကြီးစံ၅တောင်ကိုတင်ပြနိုင်တဲ့ဖြင့်ကျွန်တော်ကိုအရေးမရှိပါဘူး။ ကျွန်တော်ကလည်းတကွက်ကြွေးပြီးတော့နှစ်ကွက်စားတယ်လို့ကိုစောင့်ဆိုင်နေခြင်းဖြစ်တယ်။ကျွန်တော်မှစဘာကြီးကိုအကောင်လိုက်ရောင်းလိုက်ရာငွေ9000ခန့်ရပါတယ်။ထိုအချိန်ကငွေမှာတန်ဖိုးအတော့ကူမှရှိပါတယ်။ကျွန်တော်စောင့်ဆိုင်နေရတဲ့နေ့မှာမကြမီရောက်လာခဲ့တယ်။ကြာတာပဒီနေတိုင်းစကားရှိဝန်ထမ်းရဲဘက်သားများကိုအသာကြွေးရသည်ဖြစ်တော်လေ။ယခုဘက်ဝန်ထမ်းကိုသာကြွေးပြီးတော့ရဲဘက်များကိုတော့အသာမကြွေးပါဘူး။ ကျွန်တော်ပြစ်ခတ်ရွှေရတော့တောဝက်သားဟိဖြင့်အသားကျွေးပြပေးကြတဲ့ငွေသိန်းကနန်းကိုထောင်ပိုင်ခရိတ်ခါထောက်ထောင်မှုဖြင့်ပေါင်းပြီးအပြောင်းရှိုက်ပြီးဖြစ်၍ကျွန်တော်မှာထောက်တော်ဝန်ကန်ထောက်မှု အောင်မင်းနဲ့တွားပြီးတော့တွေ့ပါတယ်ကျွန်တော်ကိုမြင်တာနဲ့အောင်မင်းမှာပြားချခတ်သွားတယ်တငယ်ချင်းအောက်ခိုင်းလာလာကျွန်တော်ခမည်းစီလာတော့မလို့ဒီနေ့အလုတ်သိန်းတာဆွဲရင်တော့ခမည်းဘာကြောင့်ကျွန်တော်စီလာမှလဲ အသားကျွေးတဲ့ကိစ္စလေထောင်ပိုင်းကဒီအပတ်အသားမကျွေးရတဲ့အတွက်ရားထုတ်ငွေကိုခမရှင်ကျွန်တော်ရှင်သူ့ရှင်သုံးပေါင်ခွဲရှူမယ်လို့ပြောတယ်လျှော့ဟောဒီဟာခမရရှင်ဝဲစုသုံးတောင်းကျော်တယ်မလို့ချင်ဘူးကျွန်တော်တော့ဝက်သားကျွေးတာကစကန်းကိုလူတာခမရတို့မနှက်ပြန်စကန်းကိုအသားကျွေးပါမကျွေးရှင်ကျွန်တော်ရုံးချုပ်ကိုတိုက်မယ်မလို့ပါနဲ့ကိုအောင်ခန့်ရဲ့နောက်ဆုံးတော့ကျွန်တော်ပဲထိမှာထောင်ပိုင်းကကျွန်တော်ပဲအပြစ်ပုံချမှာ ကျွန်တော်ရှေ့ချာမယူတော့ပါဘူးဗျာခင်ဗျားပဲယူလိုက်ပါတော့နော်ကိုအောင်ခိုင် မရဘူးဘသူမှမယူကြဘူးကျုပ်လည်းတပြားမှမယူဘူးဝန်ထမ်းနဲ့ရဲဘက်တွေတနာเสียအားအလောက်ကဘလောက်ကိုပြေးမှန်းတယ်လဲခင်ဗျားသိကျုပ်ကခေါင်းမုံဖြစ်တဲ့ပူစာကိုမစားဘူးမနှက်ပြန်သားကြွေးလို့ခင်ဗျားထောင်ပိုင်ကိုတရင်ပုတ်ပြီးစီစဉ်မှာ မကြွေးရင်ကျုပ်เจ้าကိုကောင်းကောင်းသိเสียရမယ်ဒါပဲအောင်းနဲ့တဲ့သဘောတူညီလိုက်ရင်တော့ပြဿနာမဖြစ်နိုင်ပါ တောစခန်းမှာဝန်ထမ်းတဲ့ရဲဘက်များမှာတပတ်တခါအသာစားလိမ့်ခြင်းဖြင့်ကြည်နေကြပါတယ်။ကျွန်တော်ကအသာသွင်းသူသဘောဖြင့်ဝေမျှစားလိမ့်ခြင်းလေပြဿနာမဖြစ်နိုင်ပါ။ယခုတော့အောက်လက်ငယ်သားများကိုဆက်ဆက်ရှင်ခြင်းဖြင့်နဲ့စခန်းတောင်ဝင်ကန်ထောက်မှုအတွက်ကျွန်တော်မှာပညာပေးလိုက်ခြင်းပဲဖြစ်ပါတယ်။နောက်တနေ့မနက်မှာစခန်းနဲ့အမဲသားကြီးပါတယ်။တပတ်ထဲနှစ်ကြိမ်အသာစားရတာကြောင့်ရဲဘက်နဲ့ဝန်ထမ်းများဝမ်းသာပျော်ရွှင်နေကြတယ်။ စကန်တော်ဝန်ကံထောင်ပန်းကားတော့ကျွန်တော်ပြန်ပြီးတော့တောင်းပြန်ပြီးဆိုတာကိုစောင့်ကြည့်နေရအောင်မယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဇလန်လီကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားခဲ့ပါပြီ။ဇလန်လီကိုဆုံးထိလိုက်ပါနားဆင်ပြီးတဲ့တအူးတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။